တော့မမှီကြသေးလားငါတို့ငငယ်တုန်းကအာကစားနေဒီเจ้าမှာစူပေါင်းပြီးတော့ခြစ်တက်တဲ့ခြစ်တက်ပွဲတွေခြစ်တက်ပွဲတွေစောစောအိတ်လို့စောစောထားလို့စောစောနမ်းချောက်ကြပါစို့အရုံးမနဲ့အစောကြီးထားเจ้าမှာလူတွေစုပြီးမောင်မောင်ကြီးမဲမဲကြီးရဲ့မျိုးကိုတပတ်ပတ်ပြန်ပြန်လာမနဲ့မိုးလင်းငါတို့တကယ်ရင်းနေစုပြီးမုတ်တွေစားကြတယ်ပျော်တော့ပျော်စရာကြီးပဲ ဆိုတော့ဒီနေ့မှာတော့ကျွန်တော်နဲ့အတူတူ ထိုင်းနိုင်ငံရဲ့အကြောင်းနေရဲ့အားကစားနေ့လမ်းလျှောက်ပွဲတွေအရောကျွန်တော်တို့လိုလူစုပြီးတော့မနက်ဘူလီဘူလင်းမှရှောက်ကြတာလားဘယ်လိုလဲဆိုတာကိုအတူတူလေ့လာကြည့်လိုက်ရအောင်ပါထိုင်းနိုင်ငံရဲ့အကြောင်းနေမှာတော့အားကစားနေ့ခြိတက်ပွဲတွေကိုကျွန်တော်တို့နဲ့မတူပါဘူး ထူးခြားအောင်ဆောင်ရွက်လှုပ်ဆောင်နိုင်တယ်ကိုကျွန်တော်တွေ့ရပါမယ်သူတို့ရဲ့လမ်းလျှောက်ပွဲတွေကဆိုလို့ရှိရင် ထူးခြားပြီးတော့ယဉ်ကျေးမှုနဲ့ဖန်တီးထားတဲ့ထင်ရှားတဲ့ပွဲတော်တစ်ခုဖြစ်လေသူတို့စီမှာထင်ရှားပါရခင်ဗျဒါသူတို့မျိုးဂုံးကြော်သဒ္ဒါကနေဆင်းလာပြီးတော့နိုင်စင်ကိုတပတ်ပတ်ပြီးတော့မျိုးပတ်မှာပါမပတ်ခင်ဒီမှာသူတို့ရဲ့ performance တွေကိုပြမယ် ဒါဟာကြောင်းတစ်ကြောင်းနဲ့လမ်းလျှောက်ပွဲ ဖြစ်ပြီးတော့ကြောင်းပေါင်းစုံလမ်းလျှောက်တဲ့ပွဲမဟုတ်ပါဘူးအသင်းလိုက်အယောင်တွေကွန်ဆက်တွေပြီးတော့ဇလန်းနေဇက်အိမ်တွေကိုလည်းသူတို့ဖန်တီးတက်ကြပါတယ်ဥပမာတစ်တော်ကာကွယ်ရေးတို့အကြမ်းဖက်မှုမူရေးစေဝါတိုက်ဖြတ်ရေးစတဲ့အရာတွေကိုသူတို့ကဇလန်းသဘောမျိုးနဲ့ပုံဖော်ပြီးတော့လမ်းလျှောက်ကြပါတယ်သူတို့ရဲ့မိခင်မြေရဲ့ဘီအမ်အိုင်တမိုင်းနောက်ခံနေတဲ့ဘာဝရှုကင်းအလှလူခွင့်ရေးတွေလည်း ုံဖော်တဲ့အထဲမှာပါရှိပါတယ်။ဆိုတော့ထင်ရှားတဲ့ဖက်ရှင်တွေအဲပြဆက်ရောနောထားသလိုမျိုးဒါမျိုးတွေကိုလည်းသူတို့က costume တစ်ခုအနေနဲ့ဖန်တီးပါတယ်။အပွဲလိုက်ရှက်တွေဝင်ပြီးတော့ရောင်နေတဲ့အတူတူလမ်းလျှောက်ကြပါတယ်။သူတို့ရဲ့ရိုးရရင်ကျေးမှုအမွေအနှစ်တွေသူတို့လေးစားရတဲ့လူပုဂ္ဂိုလ်တွေရဲ့ပုံစံမျိုးပုံဖော်ပြီးတော့ကြီးကျက်ခံထားတဲ့ပွဲတစ်ခုအဖြစ်သူတို့နှစ်စဉ်ကျင်းပတဲ့ပွဲတစ်ခုအဖြစ်လည်းမှတ်တမ်းတင်ပါတယ် ဒီလိုမျိုး social platform တွေပေါ်မှာလည်း view တွေကိုတန်းနဲ့ချီတဲ့ view တွေရရှိနေတဲ့ဝယ်ရဖြစ်ပါရဲ့ဗျ။ တော့အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာလည်းဒီလိုမျိုးဘ ഹു တုဒ္ဒရာဇရာတွေတိပညာရာဇရာတွေဗီဒီယိုတွေနဲ့အတူတူကျွန်တော်ပြန်လာခဲ့ပါမယ်ခင်ဗျာ။